သွင်းကုန်လိုင်းစင်အတွက်ဖိတ်ခေါ်တောင်းနှိမ်မလေးမျိုးတွေမှတင်သွင်းတင်ပို့လုပ်ငန်းရှင်တွေနဲ့ဆက်ဆက်တဲ့အကောက်ခွန်ဆိုင်ရာပစ္စည်းရှင်းလင်းရေးလုပ်ငန်းရှင်တွေကိုဧပြီလတရက်ကစပြီး MACCS စနစ်နဲ့ဆောင်ရွက်သွားမယ်လို့အကောက်ခွန်ဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။ ဖိတ်ကော်တောင်းနှင်မန်လေးမျိုးတွေမှာ MACC စနစ်အောင်မြင်စွာအသုံးပြုနိုင်ရေးအတွက်စနစ်တကျအသုံးပြုမှုဆိုင်ရာစာတွေ့လက်တွေ့ဖွင့်လှစ်ပြီးစနစ်စမ်းသပ်အသုံးပြုခြင်းတွေကိုဆောင်ရွက်ပြီးဖြစ်တာကြောင့်ဖိတ်ကော်တောင်းနှင်မန်လေးမျိုးတွေနဲ့ဆက်ဆက်တဲ့ကုံသွဲမှုလမ်းကြောင်းတလျှောက်စစ်စေးရေးစခန်းတွေမှာဧပြီလတရက်ကစပြီး MACC စနစ်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ် လက်ရှိမှာတင်သွင်းတင်ပို့လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့မြန်မာလူလျောက်ကုန်စည်ရှင်းလင်းရေးစနစ် MACCS ရန်ကုန် area မြဝတီနယ်ဆက်ဒေသမူဆဲနယ်ဆက်ဒေသချင်းရွှေဟော်နယ်ဆက်ဒေသနဲ့တာချီလိတ်နယ်ဆက်ဒေသတွေမှာအသုံးပြုလျက်ရှိတယ်လို့သိရပါတယ်ရှင်